ကြခင်မှာဆွဲဆောင်ရအနုပညာရှင်တဦးဖြစ်လာနိုင်တယ်လို့ခံမှန်းချက်တွေနဲ့နာမည်ကြီးလာနေတဲ့ဆိုင်းစီတွန်ခန်းပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Selly Space H ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ကျင်ပေါ်ဇလန်းတွဲနဲ့အတူနာမည်ကျော်ကြားလာခဲ့တဲ့တရုတ်ဆောင်ဆိုင်းစီတွန်ခန်းကတော့အနုပညာလောကရဲ့ထိတ်တန့်နေရာကိုတဖြည်းဖြည်းနဲ့တက်လာနိုင်ဖို့စူးစမ်းလျက်ရှိနေပါတယ် နိုင်ငံဒီမာလေးတွေရဲ့အသေးကြော်တရုတ်ဆောင်မင်းသားတဦးဖြစ်တယ်လို့အနုပညာအရေးချင်းကလည်းပြေးွားတဲ့အဆိုင်စီတွန်ခန်းကပြင်ပဘဝမှာလည်းပြေဆောင်လွန်လှသူတဦးပါကိုရိုင်းကဆရာဝန်တဦးဖြစ်တယ်လို့ဖခင်ဖြစ်သူကလည်းအရင်ကဒုသမရတဦးဖြစ်ခဲ့တဲ့ဒေါက်တာဆိုင်းမောက်ခန်းဖြစ်ပါတယ်မျိုးရိုးစင်ဆက်ကလည်းအလွန်ပြေဆောင်ကျွဲပါတဲ့ပညာတတ်တထေးတကျွဲမျိုးရိုးဖြစ်ပြီးတော့သုံးမကုံနိုင်တဲ့စီးစိန်တွေကိုပိုင်ဆိုင်ထားပါတယ် ဒီလုံငွေကြီးပညာပစ္စည်းဥစ္စာတွေပြည့်စုံလွန်လာသူဖြစ်ပေမဲ့တခြားသူတွေလုံငွေဆိုင်ထုတ်ကကိုကိုတိုင်ခေါင်းဆောင်မင်းသားလုပ်ပြီးတော့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့အတွက်စိတ်ကူးလုံးဝမရှိပဲတရုတ်ဆောင်လောကမှာဇက်ပုတ်ဆိုင်ရတဲ့ဥပဖြစ်တာပါဝင်နေခဲ့ပါတယ်။ဇာတ်ကားတွေမှာကြံရိတ်ခရသူခြံထားခရသူနေရာတွေမှာတော့တရုတ်ဆောင်နေရပဲမလဲ။ဆိုင်းစင်တုန်ခန်းကတော့စိတ်ပြတ်ခြင်းမရှိပဲနဲ့အနုပညာအလုပ်တွေကိုလုပ်နေရရင်ကိုပျော်နေတတ်ပါတယ်။အရင်နမေကြောကြားသွားခဲ့တဲ့ကျင်ပေါ်ဇလန်တဲမှာလည်းနောက်ဆုံးတင်းနဲ့အတူတူပျော်ခွင့်ရကဏီမှာမှရ င်နာနာနဲ့လက်လွတ်ပေးလိုက်ရတဲ့ဆရာကာရီတာကနေပရိသတ်တွေရဲ့ဂယုနာရောအချစ်တွေကိုပါစုပြုံရရှိသွားစေခဲ့ပါတယ်။ဇလန်းတွေထဲမှာတရုတ်ဆောင်တာတွေပွဲတဲ့အခမ်းအနားတွေတက်ရောက်ပေးတာတွေအပြင်စိုင်းစီတွန်ခန်းနေတဲ့သူရဲ့အနုပညာကိုပရိသတ်ထံမှာပုံမှန်ချပြနေကြအလုပ်လေးကလည်းရှိနေပါတယ်။အဲ့ဒါကတော့တချင်းလေးတွေစုပြခြင်းပဲဖြစ်ပါတယ်။သူရဲ့ဆိုရှယ်မီဒီယာမှာလည်းသူတည်ဆိုထားတဲ့တရုတ်ဆောင်ထားတဲ့တချင်းလေးတွေကိုပုံမှန်တင်ပေးလေးရှိပါတယ်။ တချင်းအေးအေးလေးတွေနဲ့အများရန်ပရိသတ်တွေကိုဖျော်ဖြေပေးလေးရှိတဲ့စိုင်းစီတွန်ခိုင်းကတော့ဂီတာနဲ့ဆန်နီယာတို့လိုတူရီယာတွေကိုလည်းကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နိုင်ပါတယ်။တချို့သောပွဲလေးတွေမှာဆိုရင်စိုင်းစီတွန်ခိုင်းကကိုယ်တိုင်ပါဝင်တည်ဆောက်ဖျော်ဖြေရမှာဖြစ်ပါတယ်။ဒီလိုပြောင်းတော့ချလာခဲ့တာချစ်ဆုံးတဲ့ lonely ကဆွဲအပ်ဖို့နေလို့ သူရဲ့အတန်ကလည်းချိုချိုအေးအေးလေးနဲ့နားထောင်လို့ကောင်းတာကြောင့်ပရိသတ်တွေကအချစ်ပုံနေကြပါတယ်။အနုပညာဗီဇာနဲ့ဝါသနာကတားလို့လုံးဝမရဘူးဆိုတာကိုစိုင်းစီတွန်ခမ်းကတတ်သိပြနေတယ်လို့ဖြစ်နေပါတယ်။ငွေကြေးအရာကြီးရင်ချမ်းသာကြွယ်ဝလုံးနဲ့ပိုင်ဆိုင်မှုတွေရှိထားသူပညာအရင်ချင်းရကြည့်မယ်ဆိုရင်လည်းဆရာဝန်တဦးဖြစ်နေသူရုပ်ရည်ကလည်းခန်းညာတည်ကြည့်ပြီးတော့ယောက်ျားပီတာသူဖြစ်တာကြောင့်ဒီလိုချက်တွေနဲ့တင်ပြိုတိုင်းကြိုက်တဲ့နှင်းစီကန်ကြီးဖြစ်နေရပါဘူး။ ဒါပေမဲ့အနုပညာကိုချစ်လွန်သူဝါဒနာပါလွန်သူစိုင်းစင်တွန်ခဲကတော့ရရနေရာမှာဇပ်ပုတ်ဆက်ရံပဲဖြစ်နေပါစေ။စူးစမ်းတရားဆောင်တယ်လို့အစိုးရတအူးလိုလည်းတချင်းဆိုပိုင်နိုင်ပြီးတော့ပြည်သက်ကိုဖျော်ဖြေချပြနိုင်သူဖြစ်နေပါတယ်။ဒါကတော့လေးစားစရာကောင်းလွန်လာပါတယ်။လက်ရှိချိန်မှာအမတ်တမဲမှာအမတ်တရားစီတို့ဆိုတဲ့ဇလန်တွဲလေးကိုတရားဆောင်အလင်းရောင်ဝိုင်းစုခိုင်သိန်းတန်နာမိုးသိန်းတို့နဲ့အတူတွဲဘက်ရိုက်ကူးထားခဲ့ပြီးတော့ထုတ်လွှင့်ပြသနေခဲ့ပြီးပါပြီ အရင်ဇလန်တွဲတဲ့ကဇဝင်ဒီတပုတ်ဖြစ်တဲ့မှားနေလားတခြင်းကိုဆိုင်းစီတွန်ခန်းကိုရိုင်းသိဆိုထားခဲ့ရပါပညာတတ်ပွဲရောင်ဆေးရဝင်တထေသာတရုတ်ဆောင်အဆိုတော်ဆိုပြီးဘွဲရီကုံတွေများလွန်လာတဲ့ဆိုင်းစီတွန်ခန်းကတော့အနုပညာလောကမှာတနေ့တက်တနေ့ချစ်သူခင်သူပရိသတ်တွေအယံကိုတိုးပွားများပြားလျက်ရှိနေပါတယ်တခိတခါကကြော်ကြားခဲ့တဲ့တရုတ်ဆောင်အဆိုတော်ဒါရိုက်တာစာရေးဆရာဖြစ်ခဲ့တဲ့ထိတ်တန်းကန်နဝင်အနုပညာရှင်ကြီးတွေနဲ့နိုင်ရှင်ပုံမဖြစ်နိုင်သေးပေမယ့်တစ်ချိန်ချိန်မှာတော့ဆိုင်းစီတွန်ခန်းကဆွဲဆောင်ရအနုပညာရှင်တအူးသေးကြပါ ဖြစ်လာလိမ့်မယ်လို့ထင်ကြီးပေးနေကြပါတယ်။ပြည်သက်ကြီးရဲ့တရုတ်ဆောင်မင်းသားကျော်ဆိုင်းစင်တုန်ခန်းပေါ်မှာခင်မြင်ကြလေးတွေကိုပြပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ပြီးတော့လည်းအနုပညာဆက်လေးတဲ့အကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ Sally Space လေးကို Like and Follow လုပ်ပေးခဲ့ကြပါအောင်နော်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။ပြည်သက်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်း